ိုက်ပြည်မှာရှိတဲ့အညွန့်အဖူးတွေပါမဲ့မျိုးမျိုးမျိုးစွာစားပြီးဖူးညွညွတ်တွေစားပြီးဘီလီယံနဲ့ချီချမ်းသာနေတဲ့အဲဒီတခိုးများအဲဒီဓမြများဒီနေ့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာသူတို့အဲ့တဲ့ပတ်စံတွေစိုက်ပြီးတော့ပြည်သူကိုလာကူလာဆိုင်ပုံမှာခေါင်းစဉ်မျိုးမျိုးတက်ပြီးလာလုတ်ပေးလာတို့မို့သူတို့ကိုယ်တိုင်လူကိုယ်တိုင်ဆင်းလာပြီးလာလုတ်ပေးလာမနေ့တနေ့ကနေပြတော်မှာလုတ်သွားတဲ့သူတို့စစ်ဆာနာပြပွဲမှာသွားပြီးတော့ပန်းကုန်းဆုတ်တဲ့အဲ့ဒီအုပ်စုတွေဒီချက်ဖို့အုပ်စုတွေဘုံချုပ်သားသမီးတွေအုပ်စုတွေသူတို့ရဲ့မျိုးနွယ်တွေအားလုံး ဒီနေ့အိနေရာကိုလာကြတာတနတ်တကားကားနဲ့ပြည်သူတွေကိုစရပြပဲပြည်သူတွေကိုလမ်းပေါ်ထွက်လာပြီတနတ်တွေတကားကားနဲ့လုံနေတဲ့အရဲဆိုတဲ့ကုန်လေအဲ့ဒီထောက်လန်းရေးဆိုတဲ့လူတွေစာရဖတွေစာအဖတွေစသုံးလုံးတွေ SB တွေလာလေဘာလို့မလာကြတာလဲအဲ့တော့ဒီလိုစဉ်းစားဉာဏ်မရှိလို့အထော်လန်းခံရတာ နာကိတုံကလောတခါဖြစ်တာပြီးသားဒီလိုစဉ်းစားဉာဏ်မရှိလို့ပြည်သူကတော်လန်နေတာအခုထက်ဖြစ်တယ်အနောင်တတရားမရှိဘူးအာနာယူနေကြတယ်ဘသူမျက်နှာနဲ့မှဘယ်အပမျက်နှာမှမလာဘူးနိုင်ငံတကာတထုံးစံရလာတာပြည်သူကိုတနာလုလာတာပြောချင်တာကမနေ့တည်းကနေပြည်တော်မှာငြိမ်းချမ်းအောင်နေကြတဲ့အဲ့နိုင်ငံရေးပါတီရအုပ်စုတွေ ဘာလုံးနေကြလဲလာကြလေဘာလာလုံးနေပြည်သူတွေဒုက္ခရောက်နေတာလေဟမ်အခုကပြည်သူမှပြည်သူပဲရှိတာအခုဆိုရင်ဒုတိယရရောက်နေပြီတကဘာလုံးပြောနေတာကဘာမှာပြောနေတဲ့သတင်းဒီဒီမြေအောက်ထဲမှာပြိမိနေတဲ့လူတွေကိုကယ်ဆယ်ဖို့က3ရက်4ရက်5ရက်အဲ့လိုရှိတယ် ဒါပေမဲ့မြန်မာနိုင်ငံအနေထား hopeless ပဲပြည်ရင်းစစ်ဖြစ်နေတာရောဒီစစ်အာဏာရှင်ရဲ့စိတ်နေစိတ်ထားရော hopeless ပဲဘာမှမျှော်လင့်ချက်မရှိဘူးအဲ့တော့ဒီသေဆုံးသွားတဲ့ပြည်သူတွေအားလုံးပြည်စိုးရိလည်းကြံသေးတယ်အမှန်ပဲပြည်သူတွေအားလုံးဒီဒီအုပ်ပုံအောက်ထဲမှာအသက်ရှင်လျက်နဲ့ကယ်လို့ရတဲ့အသက်ကယ်လို့ရတဲ့ပြည်သူတွေအားလုံးရဲ့အနာဂတ်ဟာညှော်လင့်ချက်မဲ့နေပြီ ဒါကြောင့်တို့တွေစိတ်ပူနေကြတာတကယ်တကယ်သိဆုံးသွားမဲ့လူရဲ့စင်းရင်ကတောင်းနဲ့သိမ်းနဲ့ကြီးဖြစ်နိုင်လေဆိုပြီးတော့တကဘာလုံးကစိတ်ပူစိတ်ဝင်စားနဲ့စိတ်ပူစွာနဲ့စောက်ကြည့်နေကြတယ်သူများနိုင်ငံမှာဥညတွင်ချင်း အုပ်တွေတူးပြီးတော့ကဲနေပြီဒီမှာပဲမှာလေဟမ်ရဟယင်နဲ့မနေ့ကပြုံချတဲ့နေရာကိုသွားလေမသွားဘဲနဲ့နေပြီးတော့မှာပဲသူ့အိမ်သားဟာကိုသွားပြီးဈေးသွားပြီးတော့မိကုံပြောပြီးတော့ပွဲခံနေတယ် ယဟယင်နဲ့သွားလေမန္တလေးကိုသူ့မှာယဟယင်နဲ့သွားကွင်းရှိတာပဲပြောချင်တာကပြောချင်တာကညီကိုများခင်ဗျာသူတို့ဒီတိုင်းပြည်ကိုအုပ်ချုပ်နိုင်စွမ်းမရှိတော့ဘူးဒါကြောင့်ကျွန်တော်တို့ကဖဲ့ဒီလူတွေကိုဖဲ့ဖို့ဖဲ့ရမှာ ဒီလိုအရေးပေါ်ဖြစ်တဲ့အချိန်မှာတိုင်းပြည်ကိုစီမံခန့်ခွဲပိုင်ခွင့်ပြည်သူတွေကို response လို့ခေါ်တဲ့ emergency response လို့ခေါ်တဲ့အရေးပေါ်ကယ်ဆယ်ခွင့်တုတ်ပြန်ခွင့်ဘာမှမရှိဘူးအဲ့ဒီတည်းလဲဘာရန်ရမှလည်းမရှိဘူးစိတ်လည်းမပါဘူးပြည်သူတွေကဂရုလည်းမစိုက်ဘူးပြက်ထားတာဗျာပြီးမှအပေါ်ရန်နေစားလာပြူကြမှာဒါဟာတကယ် ပြည်သူတွေရင်းနေရင်ဆိုင်နေရတဲ့အရှိတရားပါကျွန်တော်တို့ပြည်သူကသိပြီးသားပါတမိုင်းကြောင်းနဲ့ချီပြီးနာခဲ့မှလည်းဖြစ်တာပြီးသားအကုန်သိတယ်လက်စမီနဲ့ပတ်သက်တာတွေပြောပါမယ်လက်စမီရပတ်သက်တာပြောရင်တော့အခုရန်ကုန်ကလူတွေတော်တော်များကတော့ပြောကြပါတယ်တရက်ကို9:20တိတိမီးပြတ်တယ်၄နာရီပဲ၃ခွင့်ရတယ်ဆိုပြီးတော့ပြောကြပါတယ် ကျွန်တော်ကျွန်တော်ပုံမှန်လေးပြောပါမယ်ရန်ကုန်ကလူကြီး၄နာရီ၃ခွင့်ရနေသေးတာကံကောင်းတာပါမန္တလေးမှာလက်စင်ပြီးလောရမရှိတော့ပါဘူးနေပြည်တော်မှာလက်စင်ပြီးပြတ်တောင်နေပါပြီတော်တော်များနေရာမှာပြတ်တောင်နေပါတယ်တော်တော်များနေရာတွေမရှိတော့မရှိပါဘူးမန္တလေးမှာလောရမရပါဘူးသခိုင်းမှာတော့ပြောစရာကမလိုတော့အောင်ပဲစွတ်ပြတ်တတ်ပုံပါပြီသခိုင်းရတော့အဲ့တော့ပုံမှန်လေးပြောရင်တော့လက်စင်ပြီးကျွန်တော်တို့၄နာရီ၃ခွင့်ရနေသေးတာကျွန်တော်တို့ကံကောင်းနေတာဖြစ်ပါတယ်အဲ့တော့ဟိုဖြစ်နိုင်ရင်တော့ဒါတွေဟာညှိတွားမယ်ဟာတွေမဟုတ်တော့ပဲဒီဟာကကျွန်တော်တို့မရင်ဆိုင်ရသေးတဲ့ဒီကျွန်တော်တို့ကမရင်ဆိုင်ရဘူးရင်ဆိုင်ရတဲ့သူတွေ လူရင်းဆိုင်တဲ့သူတွေနဲ့ရှင်ကျွန်တော်တို့ကံကောင်းနေတယ်ကံကောင်းနေသေးတယ်လို့ခံစားပြီးတော့ကျွန်တော်တို့နားလေပေးကြဖို့လိုပါတယ်လက်စင်မီနဲ့ပတ်သက်ရင်ဒီနိုင်ရနေသေးတာကံကောင်းတယ်လို့ကျွန်တော်ပြောပြစီဘာလို့လဲဆိုတော့လက်စင်မီကအခုချိန်မှာပြတ်တော့သွားတဲ့နေရာများစွာရှိပါတယ်ကျွန်တော်တို့မသိနိုင်လောက်အောင်ပဲဘယ်နားမှာဘယ် transfer ဘယ် transformer တွေပျက်စီးပြီးတော့ဘယ် tower တွေ line တွေ electric tower တွေ line တွေပျက်စီးကုန်တယ်လဲကျွန်တော်တို့မသိပါဘူးငလင်းရဲ့တန်ဆက်ဆက်ထိခိုက်ခံစားမှုကြီးပါတယ်ဒါကြောင့်မို့လို့ဒီနေ့ခင်ဗျား၄နာရီအထိ၃၄နာရီပဲ၃ခွင့်ရသေးတယ်ဆိုတာခံကောင်းနေသေးတာပါနာရီ20မီပြတ်တာကပြဿနာမရှိသေးဘူးမရှိသေးပါဘူးဒီလိုပဲကျွန်တော်ပြောပြစီဒီလိုဒီလိုအခြေအနေမျိုးမှာပြောတာပါဒီလိုငလင်းတန်ခံနေရတဲ့အခြေအနေမျိုးပြောပါတယ်အဲ့တော့မန္တလေးမှာလုံးဝငလင်းအဲငလျင်ကြောင့်မန္တလေးမှာလျှက်စစ်မီလုံးဝမရတော့ပါဘူးဖုန်း line တွေလည်းလုံးဝနှိပါပြတ်တော့တော့ပါတယ်အဲ့တော့တော်တော်လေးဖုန်း line ကောင်းတဲ့နေရာနည်းနည်းပါးပါးပဲကျန်မှတော့တယ် တော်တော်များများမန္တလေးရဲ့80ရိုင်းလုံးတက်မနေ့ကဖုန်းလိုင်းလုံးဝမရတော့ပါဘူးအဲပြီးတော့ရေလဲကောင်းကောင်းမရတော့ပါဘူးလျှက်စစ်မီလည်းကောင်းကောင်းမရတော့ပါဘူးအဲ့တော့ခင်ဗျားတို့ကျန်တဲ့20ရိုင်းလုံးလောက်လေးကတ်ချမှာလေအဲ့နေရာလေးကလည်းဒါရှင်းပြောရင်တော့တချို့ကံကောင်းစားပြင် Starlin လောက်မျိုးရှိတာမျိုးကြောင့်ဖြစ်ပါလိမ့်မယ်အဲ့တော့နိုင်ငံတော်ဆိုအကြီးကြီးတွေနေနေလဲ Starlin စက်တွေကိုများ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 ဆန်းဆန်းများများဆန်းဆန်းတွင်းခွင့်ပေးတွင်းခွင့်ပေးပြီးရောက်လာတယ်လာခွင့်ပေးပြီးတော့အဲ့ချက်ချက်ချင်းဒီအဲငလေးတန်းခံရဒေတာတွေအကုန်မှာ Starlin စက်တွေနဲ့ချက်ချင်း update လုပ်ပြီးတင်တာမျိုးလုပ်ဖို့လိုပါတယ်အဲ့တော့ Starlin စက်တွေကိုလည်းများများဆန်းဆန်းပြင်မှာရအောင်မယ်ယူဆပါတယ်အဲ့တော့ မန္တလေးမှာရက်စမီမရတော့ဘူး80အနုလောက်ရက်စမီမရတော့ဘူးရေမရတော့ပါဘူးကျန်တဲ့ဟာတော့ပြောမလို့ပါနဲ့အဲ့ဒါတော့မရဘူးဖုန်းလိုင်းนี่လေတော်တော်ပြတ်တောက်80အနုလောက်ပြတ်တောက်နေပါလေအဲ့တော့ကျွန်တော်တို့ကျန်တဲ့နေပြီးတော့နေပြီးတော့လည်းဒီတိုင်းပါပဲစခိုင်းလည်းဒီတိုင်းပါပဲအဲ့တော့နေပြီးတော့မှာတော့တကယ်အဓိကအစိုးရအဆောက်တချို့နေရာတွေမပေးမဖြစ်ပေးရမယ့်နေရာတွေပေးထားပြီးတော့ကျန်တဲ့နေရာတွေတော့အဲကျန်တဲ့နေရာရှိနေပါလေအဲ့တော့မပေးမဖြစ်ပေးထားရဆိုလို့တချို့ကထင်ပါလိမ့်မယ်ဘုလူကြီးများအင်ညာတို့နော်ဟိုလူကြီးများအင်ညာတို့မထင်ပါနဲ့ စေယုံနေလိုပါတယ်စေယုံနေမရှိနေလိုပါတယ်အစိုးရဌာနဆိုင်ရာယုံလည်ပတ်ဖို့မဖြစ်မနေလိုတဲ့ဌာနဆိုင်ရာယုံလည်ပတ်မယ့်နေရာတွေကိုပေးရပါတယ်ဥပမာနိုင်ငံခြားရေးဥပဒေဆိုလိုရပါတယ်ကျမိုင်းဥပဒေဆိုလိုရပါတယ်ဒါတွေဆိုမဖြစ်မနေပြေကူပေးထားတဲ့နေရာတွေပါတော့ပြင်ကြားရေးဆိုလည်းသတင်းထုတ်တောက်လျှောက်ထုတ်ဖို့ကသူတို့မှလည်းလိုရတယ်အဲ့တော့တချို့မပေးဖြစ်ဆိုအဲ့ဒါမျိုးပြောတာပါတချို့တွေထင်လွဲမှဇိုးလိုတစ်ခါလေးပြောတာပါအဲ့တော့လျှင်စင်ပြီးမမကမရသေးတာတွေနဲ့ပတ်သက်ပြီးတော့တီးခံပေးကြဖို့တစ်ပတ်နှစ်ပတ်တန်တီးဖြစ်စီတီးခံနိုင်ကြတလောက်တီးခံပေးကြဖို့တိုက်တွန်းပါတယ်ဟိုဒီဖြစ်စဉ်ကြီးကတစ်ပတ်နှစ်ပတ်နဲ့လည်းပြီးသွားမှာမဟုတ်ဘူးသို့တော့ အစိုးရအနေနဲ့အလျက်စမီတွေပြန်ကောင်းလာတက်နေသလောက်ပြန်ရဖို့ရေပြန်မရဖို့နောက်တစ်ခါဒီဖုန်းလိုင်းဆက်သွယ်တွေပြန်ရဖို့ကြိုးစားနေပါလိမ့်မယ်တယ်လီကွန်အော်ပရေတာတွေကိုလည်းတစ်ခါတည်းပြောပါမယ်ခင်ဗျားတို့အနေနဲ့တယ်လီကွန်အော်ပရေတာအကောင်းဆုံးပြန်ပြန်ဆန်းဆန်းပြန်ပြီးတော့ recovery ဖြစ်အောင်လုပ်ပါအခုတနေရတနေရဆက်သွယ်ပြောဆိုဖို့ဘယ်သူတွေဘာဖြစ်နေမှန်းကျွန်တော်တို့မသိပါဘူးမန္တလေးမှာရှိတဲ့ကျွန်တော်မိတ်ဆွေတွေဘာဖြစ်နေလဲကျွန်တော်မသိရပါဘူးစကိုင်းမှာရှိတဲ့ကျွန်တော်မိတ်ဆွေတွေလည်းဘာဖြစ်နေလဲကျွန်တော်မသိရပါဘူးအဲတို့ကလည်းဒီဘက်ကိုတစ်ခုခုကြောက်ကြချင်းကြောက်ကြလို့မရပါဘူးအဲ့တော့ဖုန်းအော်ပရေတာတွေတယ်လီကွန်ကုမ္ပဏီတွေနည်းနည်းလည်း မြန်မြန်ဆန်ဆန် recovery လုပ်နိုင်ဖို့ကြိုးစားကြဖို့တိုက်တွန်းပါတယ်เนาะအဲ့တော့ဒါလေးကလက်စမီရဲ့ရေရဲ့အဲဆက်သွယ်ရေးကွန်ရက်ကပတ်သက်ပြီးတော့ကျွန်တော်ပြောတာဖြစ်ပါတယ်သူကတည်းကလွယ်ချင်မှရှိမယ်လို့လည်းယူဆပါတယ်ဖြည့်ဆွယ်ပြီးတွေးပြီးတော့ကိုယ့်အကူဟိုဖြည့်ဆွယ်တွေးပြီးတော့စဉ်းစားကြဖို့တိုက်တွန်းပါတယ်နေ့ကမက်လာ28ရက်နေ့မွန်လွယ်12နာရီ50မိနစ်ခန့်မှာမန္တလေးမြို့အရှိမြောက်ဖက်20ကီလိုမီတာခန့်အကွာကိုဗဟိုပြုတ်ပြီးမြေအောက်10ကီလိုမီတာခန့်အကွာမှာရုရှားစကေ9.8အဆင့်ရှိပြင်းထန်ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ဆက်တွဲငလျင်အဖြစ် နိုင်ငံလုံးအတိုင်းအတာအနေနဲ့58ခုခန့်လှုပ်ခတ်ခဲ့တယ်လို့သိရပါဗျ။နေပြီးတော့မှပြီးခဲ့တဲ့ညမှာလည်းနှစ်နာရီကြားတစ်ခါမြို့နယ်အသီးသီးမှာငလင်များလှုပ်ခတ်ခဲ့ပြီးမနှက်စောလှုပ်ခတ်ခဲ့တဲ့ငလင်ဟာပုံမူလှုပ်ခတ်ခဲ့တာကြောင့်စစ်ရုံးချုပ်ထဲမှာထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့လူသေဆုံးမှုတွေလည်းရှိခဲ့တယ်လို့နေပြီးတော့စစ်တပ်အတိုင်းဝိုင်းတရင်ရင်းမြစ်ထံကသိရပါဗျ။စစ်ကောင်စီလက်အောက်ခံနိုင်ငံခြားရေးဝန်ကြီးဌာနမူဖာမှညွှန်ကြားရင်းမူကြားတဦးဟာလည်းငလင်လှုပ်ခတ်မှုကြောင့်ရုံးဌာနမှာပဲတည်ဆုံသွားခဲ့တယ်လို့သိရပါဗျ။ နေပြီးတော့ဝန်ထမ်းတွေနေထိုင်တဲ့အင်အားတိုက်အလုံး၁၀နဲ့ချီလဲပြိုကျပျက်စီးမှုများဖြစ်ပွားခဲ့ပြီးဝန်ထမ်းမိသားစုတွေဟာနှိစရာဖုံးချောင်းတွေမှာရွှေ့ပြောင်းနေထိုင်နေကြရတယ်လို့သိရပါဗျ။မလင်လောက်ခတ်မှုကြောင့်စစ်ကောင်စီလုံတမားဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်တည်ဆုံးခဲ့ပြီးဝန်ကြီးဒုဝန်ကြီးနဲ့ဝန်ထမ်းအချို့ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီရဲ့လုံတမားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ဥညွန်ဝင်ဒုတိယဗိုလ်မှူးကြီးငိမ့်ဟာလဲမနေ့ကမလ28ရက်နေ့ငလင်လောက်ခတ်မှုကြောင့် ျက်နှက်ချက်ကြောက်ပြားများဝမ်းပိုက်ကိုစိုက်ဝင်ပြီးတည်ဆုံသွားခဲ့တယ်လို့သိရပါတယ်။လူမှုဘူလုံရေးအဖွဲ့အမျိုးသားအဆင့်တုံးမွင့်ဆိုင်အစီဝေကျင်းပနေတဲ့အချိန်ငလင်လှုပ်ခတ်ခဲ့တာကြောင့်အခုလိုတည်ဆုံခဲ့တာဖြစ်ပြီးဝင်ကြီးဒုဝင်ကြီးနဲ့ဝန်ထမ်းအချို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဥဒရတိတိမြို့နယ်မှာရှိတဲ့လူမှုဘူလုံရေးအဖွဲ့ရုံးချုပ်ဝန်ထမ်းအင်အားများလည်းထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။နေပြည်တော်တရားရုံးချုပ်ရုံးဟာလည်းပြိုကျခဲ့ပြီးအသေးအပြောက်များနိုင်တယ်လို့သိရပါပေမဲ့ တည်ဆုံးထိခိုက်သူဥယီကိုတော့မြို့တော်အနေနဲ့အတိမပြုနိုင်သေးပါဘူးလူမှုကုလုံရေးရုံးလဲပြိုကျပျက်စီးခဲ့ပြီးဝန်ထမ်းတွေထိခိုက်မှုတိတ်မရှိဘူးလို့သိရပါဗျ။နေပြည်တော်ကအမှတ်38အမြောက်တန်းရင်စစ်တီအင်ယာတွေလဲပျက်စီးပြိုကျမှုတွေရှိခဲ့ပြီးတဦးတည်ဆုံးက2ဦးဒဏ်ရာရတယ်။လက်ရှိအချိန်ထိစစ်တီများကိုအဆောင်နဲ့ပြန်ပေးဝင်သေးပဲကွင်းပြင်ထဲမှာပဲအားလုံးစုပြီးနေခိုင်းထားတယ်။နေပြည်တော်ကညကလည်းနှစ်နာရီကြားတခါငလင်ကလှုပ်နေတာ။ဒီမနေ့စောစောလှုပ်ခဲ့တဲ့ငလင်ကပြင်းအားများတယ်။ ီမနဲ့လှုပ်တဲ့ငလင်ကြောင့်စစ်ရုံးချုပ်ထဲမှာအဆောက်အဦပြိုကျပြီးထိခိုက်ပျက်စီးမှုတွေရောတေဆုံးမှုတွေရောထပ်ရှိနိုင်တယ်။နေပြီးတော့စစ်စေးရုံမှာလည်းခွဲစိတ်ခံပြိုကျတော့လူနာတွေလည်းမနေ့ကညနေအထိအပြင်မှာပဲနေကြရတယ်လို့စစ်တပ်အတိုင်းဝိုင်းသတင်းရင်းမြစ်ထံကသိရပါဗျ။နေပြီးတော့ပြမနာမျိုးကိုရက်ကွက်ရှိအိမ်တော်တော်များများလည်းပြိုကျပျက်စီးမှုများရှိခဲ့ပြီးဗိုလ်ချုပ်လန်း၊ဗိုလ်လက်ရာလန်း၊ဗိုလ်တောက်ထိန်လန်းမင်္ဂလာရက်ကွက်တို့ဟာထိခိုက်ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်တယ်လို့သိရပါဗျ။ဟုတ်တိုင်းပြီးချင်းအဆောက်အဦပြိုကျခြင်းတို့ကြောင့် ထိခိုက်သေးဆုံးသူယာနဲ့ရှိရှိနိုင်ပြီးလက်ရှိအချိန်ထိပြိုကျအဆောက်အဦအတွင်ထုတ်မရသေးတာတွေလည်းရှိနေသေးတယ်လို့သိရပါဗျ။နေပြီးတော့ပြင်မနာရွှေရှိ6လမ်းမှာလည်းသီလရှင်တစ်ပါးတည်ဆုံးသွားခဲ့ပါဗျ။ပြင်မနာခေမာတင်ဝင်ဖုန်းကြောင်းကတရားစခန်းရှိတယ်။တရားဟောနေရင်တိုက်ပြိုကျတော့တည်ဆုံးတာများတယ်။ဆယ်ကနန်းလောက်ရှိတယ်။မင်္ဂလာရက်ွက်နှစ်လမ်းဆက်ယုံကြောင်းပေးဇေယသင်ကြောင်းမှာလည်းအဆောက်အဦတော်တော်များများပြိုကျတော့ဆရာတော်တွေပြန်လွန်တော်မူတာတွေများတယ်။လက်ရှိအများဆုံးကတော့မြို့လေကျောင်းက၄ဦးဇေဟာသင်ကတော့တည်ဆုံးသူအကြီးအတွက်တွက်လို့မရသေးဘူး ချိန်မှဒီဝင်လဲတွက်လို့မရသေးဘူးလက်ရှိအချိန်တွေကပြမနာမျိုးထဲမှာနေတေဆုံးသူ100ခန်းကျော်နေပြီဈေးရုံလူနာဦးရေ300ကျော်ရှိနေပြီလို့ပြမနာလူမှုကူညီရေးအသင်းတစ်ခုရဲ့တာဝန်ခံကပြောဆိုထားပါတယ်ပြမနာမျိုးတင်းရွှေစင်ဆိုင်မှာညအချိန်ထိပိတ်မိနေသူများရှိခဲ့ပြီးအသက်ရှင်လျက်သုံးဦးတေဆုံးသူ2ဦးရှိခဲ့ပါတယ်နေပြည်တော်ပြမနာစိုက်ပျိုးရေးတိတ်ပံเจ้าမှာကျောင်းဦးကြီးရုံငန်းပြိုကျပျက်စီးခဲ့ပြီးအောက်ထပ်မှာစားစစ်နေတဲ့ဆရာဆရာမ6ဦးထိခိုက်တေဆုံးမှုတွေရှိခဲ့ပါတယ် ဒေါ်စန္နာဝင်းပြောပြချက်အရဆောင်မှုဒေါ်ခင်ဝင်းမြိုင်ဟာဆေးရုံမှာဆုံးပါသွားခဲ့တယ်လို့သိရပါဗျ။ဆရာဦးတန်းလင်းဆရာမဒေါ်ခင်ဝင်းမြိုင်နဲ့ဆရာမနေကြည်လင်းတို့အပါအဝင်ဆရာဆရာမ6ဦးတည်ဆုံးသွားခဲ့ကြောင်းလည်းသိရပါဗျ။ငလင်လောက်ကတဲ့တန်ကြောင့်ပြမနာယထာတန်လမ်းများလဲရွေလျားခြင်း၊ကိုယ်ကောက်ချင်းတို့ဖြစ်ပွားခဲ့တာကြောင့်ယထာကြီးစင်တွေလည်းခေတ္တရက်ဆိုင်ခဲ့ရပါဗျ။ဩတရာတီမျိုးနယ်မှာရှိတဲ့ပင်လုံဆေးရုံပြိုကျပျက်စီးခဲ့ပြီးလူနာတွေပြိနေတာတွေများတယ်။ညအချိန်ထိထုတ်မရသေးတဲ့သူတွေအတော်များများရှိနေသေးတယ်လို့လည်းသိရပါဗျ။ နေပြည်တော်တပြည်ကုန်းမှာရှိတဲ့ခစ်တဲ့မိုဘိုင်းဖုန်းဆိုင်ပြိုကျပျက်စီးခဲ့ပြီးဝန်ထမ်းကြားတအူးမတအူးတိဆုံးသွားခဲ့တယ်လို့လည်းသိရပါဗျ။နေပြည်တော်လေစိတ်ရဲ့လေချောင်းထိန်းသိမ်းရေးတာဝါကျူးကျခဲ့ပြီး၎င်းအထက်မှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်း၅ဦးတိဆုံးသွားခဲ့တယ်လို့မီဒီယာအချို့ကဖော်ပြထားပါဗျ။မနေ့ကငလင်လှုပ်ခတ်မှုကြောင့်မန္တလေးမြို့၊စကိုင်းမြို့နဲ့နေပြည်တော်မှာအပျက်စီးများခဲ့ပြီးလက်ရှိအချိန်အထိတိဆုံးသူနဲ့ဒဏ်ရာရသူရေအတွက်ကိုစစ်ကောင်စီကမနေ့ညကကနအူးထုတ်ပြန်ခဲ့ပါဗျ။ တည်ဆုံးသူအနေနဲ့နေပြည်တော်ကောင်စီနယ်မြေမှာ96ဦး၊စကိုင်းမြို့မှာ17ဦး၊ကြောက်စင်မြို့မှာ30ဦး၊စုစုပေါင်း144ဦးတည်ဆုံးခဲ့ပြီးဒဏ်ရာရအရေးအတွက်ကတော့နေပြည်တော်ကောင်စီနယ်မြေမှာ132ဦး၊စကိုင်းမြို့မှာ300ဦးနဲ့ကြောက်စင်မြို့မှာစီစစ်ဆဲအလုံးပေါင်း932ဦးဒဏ်ရာရရှိကြောင်းအာနာသိန်းစစ်ကောင်းဆောင်မှမင်းညကဗီဒီယိုဖိုင်နဲ့ထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့မနေ့စုံစမ်းမှုများအရပြင်မနာတမျိုးတွေတည်ဆုံးသူဦးရေဟာယာကနန်းကိုကြော်နေပြီဖြစ်ပြီးပြိုကျတဲ့အဆောက်အဦအတွင်းမှာပိတ်မိနေသူတွေကလက်ရှိအချိန်ထိထုတ်မရသေးတာရှိနေသေးတယ်လို့လည်းသိရပါဗျ။ငလင်နဲ့ပတ်သက်ပြီးကြိုတင်အသိပေးခဲ့တဲ့မြင်းကလင်သတင်းများစင်တာကယခုမိနစ်ပိုင်းမလ29ရက်နေ့နေ့လယ်2နာရီ10မိနစ်ခန့်မှာပဲမြင်းကလင်ဟာစိုးရင်အမှတ်မှာဆက်လက်ရှိနေသေးကြောင်းထုတ်ပြန်လိုက်ပါဗျ။မလ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့ Russia Skate 9.8အဆင့်ရှိငလင်မလုတ်ခင်ကတည်းကမြင်းကလင်သတင်းများစင်တာက ငလင်လှုပ်ခတ်လာမဲ့တရင်ကိုကြိုတင်အသိပေးခဲ့ပါတယ်။သို့တော်လည်းနိုင်ငံတော်အဆင့်သတိပေးထုတ်ပြန်မှုတွေနဲ့ငလင်တန်ကြိုတင်ပြင်ဆင်မှုတွေမပြုတ်လုံနိုင်ခဲ့တာကြောင့်နိုင်ငံအနှံ့မှာအခုလိုထိခိုက်သေးဆုံးပျက်စီးမှုတွေနဲ့ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။မြန်ကလင်သတင်းများစင်တာကယခုထပ်မံထုတ်ပြန်လိုက်တဲ့ငလင်စိုးရိမ်ရာအမှတ်မှာဆက်လက်ရှိနေသေးကြောင်းကိုအများသိအောင်ဖြန့်ဝေပေးဖို့အထူးလိုအပ်နေကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သား ဇင်ရော်ဖြစ်ပါ2025ခုနှစ်မတ်လ30ရက်တနင်္ဂနွေနေ့မနေ့ခင်းမှာတော့ကပ္ပစဆက်ယုံလေးထုတ်လုပ်မှုရပ်ဆိုင်သွားတဲ့အကြောင်းနဲ့နေပြည်တော်ကောင်စီနယ်မြေမှာပျက်စီးဆုံးရှုံးမှုများကိုဖတ်ကြားတင်ပြသွားမှာဖြစ်ပါတယ်။စကိုင်းငလင်ကြောင့်နေပြည်တော်စစ်ကောင်စီစစ်ယုံချုပ်အပါဝင်တိုင်းစစ်ဌာနချုပ်ယုံအမှတ်85ခြေနေတိုက်ရင်ရွာတော်တဲခုံကြီးစခန်းနဲ့အမှတ်1တပ်မတော်စစ်ယုံကြီးဂရင်တထောင်တို့လည်းထိခိုက်ပျက်စီးကြပါတယ်။ အမှတ်85ခြေလင်တိုင်ကပျက်စီးမှုအများဆုံးဖြစ်ပါလိမ့်မယ်စစ်တိုင်းမှုလောက်သူချက်ချင်းလာကြည့်ရပါတယ်အမှတ်85ခြေလင်တိုင်ကိုပြင်မနာသားတွေကတော့သိကြပါတယ်မိဘပြည်သူတွေသိအောင်ပြောရမယ်ဆိုရင်ရန်ကုန်ဘက်ကလာရင်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှမ်းကန်နားမှာမြင်းစည်းရုပ်ရှိပါတယ်အဲ့ဒီမြင်းစည်းရုပ်ပြီးရင်တန်တရာဒူလေးရဲ့ဘေးမှာကက်လျက်တင်ရှိတာဖြစ်ပါတယ်ခလာ65တပ်ဖေးနာကမြဝတီဘန် ုတ်တိုင်းလည်းပြိုကျထားတာကိုတွေ့ရပါတယ်။ချက်ပြေးတိရတာကတဲဗျူအခြေဆိုင်အမှတ်6စစ်စင်ရေးကိုကဲမှုဌာနချုပ်ရစရာမရှိအောင်ပြိုကျပျက်စီးပါတယ်။အမှတ်1တက်မတော်ဆေးရုံကြီးကရင်တထောင်မှာစစ်ပတ်သီးတောင်ပြက်လက်တဲ့အထိလူနာအရေးအတွက်များပြားပါတယ်။မင်းအောင်လိုင်ရဲ့ကိုရံတော်တက်အမှတ်305ချင်းမြန်တက်ရဲ့အစာဦးပြိုကျပြီးလူသေးဆုံးမှုရှိပါတယ်။စိုးဝင်းရဲ့ကိုရံတော်တက်ဖြစ်တဲ့ အမတ်85ချင်းတင်တက်ရင်ကတော့ on the spot message 6ရောက်ဖြစ်ပြီးဖော်ကနှစီးလိုက်နဲ့စေုံပို့ထားပါတယ်အမတ်နဲ့မော်တော်ယာဉ်တက်ရင်ကတော့ခံရရနဲ့တေဆုံးအယောက်20လို့သိရပါတယ်အစေးပြအခမ်းနာအတွင်းစီးလုံခြုံရေးယူထားတဲ့အမတ်85ချင်းတင်တက်ရင်ဟာဂျမန်လေးမနေ့7:15မိနစ်မှာတက်ကအပျက်စီးတွေရှင်းလင်းဖယ်ရှားဖို့ပြန်လည်ရောက်ရှိလာနေပြီဖြစ်ပါတယ်နေပြီးတော့ စီဗီယံဝန်ထမ်းအင်အားပြည့်စည်ပေမဲ့ဘေလူကြီးမှလာရောက်ကြည့်ရှုခြင်းမရှိဘူးလို့နမ်စီဗီယံဝန်ထမ်းတွေကဆိုပါတယ်။ရွှေနသာအင်အားကတော့တာမန်ပြည့်စည်မှုသာရှိပါတယ်။အင်ဂျင်ဇိနာကဝန်ထမ်းအင်အားမြင်ကြီးတဲ့လုံးဝပျောက်သွားပြီးဝန်ထမ်း၅ဦးတည်ဆုံတယ်လို့သိရပါတယ်။အာကာကွင်းအာကစားယုံပြိုကျပြည့်စည်ပြီးသမင်းတို့ပို့နေရပါတယ်။ဂျမန်နဲ့မင်းအောင်လိုင်းမန်လေးတွားနေတော့နေပြည်တော်မှာအင်အားအထက်လင့်ရှိတဲ့ ်မလင်းနှစ်ချိန်ထပ်ပြီးလှုပ်ပါသေးတယ်စေယုံချုပ်ကိုဗဟိုပြုတ်ပြီးကွက်ကွက်ပြင်းပြင်းလေးလှုပ်လို့ရရင်ကောင်းမလားမလင်းကဖေးဖြစ်ပေါ်နေပေမဲ့စစ်ကောင်စီဟာစီရေးအရှိန်မပြတ်ပါဘူးဇမန်နဲ့တရက်ထဲတင်ကရင်ရှမ်းမြောက်စကိုင်းနဲ့ပဲခူးတိုင်းကနေရငါးခုကိုလေချောင်းတက်ခိုက်နေမြဲတာဖြစ်ပါတယ်ကဲတဲ့ရှာဖွေရေးကိုရောင်ပြလောက်သာလှုပ်ထားပြီးအနိုင်ဖမ်းတက်ခိုက်လို့တဲ့အနေအထားကိုတွေ့ရပါတယ်တရားရီတိုင်း အင်းလူမျိုးနဲ့ရဲစခန်းကတော့ကွင်းကောက်အခြေဆိုင်အမှန်ငါတမတော်တမ်းမြင့်လေးကျင်အကြောင်းကိုစုတ်ခွာပူပေါင်းသွားရပြီဖြစ်ပါတယ်။မြောက်ဆန်းအမြောက်တန်းဤပိန်နယ်ကွင်းရွာမှာတော့ထိတွေ့တိုက်ပွဲဖြစ်ပေါ်လျက်ရှိနေသေးတာဖြစ်ပါတယ်။ကာကွယ်ပစ္စည်းဆက်ရုံတွေထုတ်လို့ရရဆိုင်လိုက်ရပြီလို့မနေ့ကကျွန်တော်ပြောခဲ့ပါတယ်။ကိုစကားကိုကိုတိုင်တာဝန်ယူပါတယ်။ကာကွယ်ပစ္စည်းဆက်ရုံတွေကြောင့်ကျွန်တော်သိထားရသမျှတော်တော်များများဖွင့်ချပြထားလို့ပြည်သူတွေတော်တော်များများလည်း တည်ထားကြပြီးဖြစ်ပါတယ်။ကာကွယ်ရေးပစ္စည်းစက်ရုံတွေကိုစစ်တိုင်းမှုတွေအကြောင်းကိစ္စရှိလို့ဝင်မယ်ဆိုရင်တော့ကာကွယ်ရေးဦးစီးချုပ်ယုံကြီးကိုသတင်းပို့ချက်ခွင့်ပြုချက်ရယူပြီးမှသာရိုက်ကူးရေးအဖွဲ့မပါပဲဝင်ရောက်ရတာဖြစ်ပါတယ်။ကာကွယ်ရေးပစ္စည်းထုတ်လို့ရရာရှိချုပ်ယုံတပ်ဖွဲ့တွေဟာ1999မတိုင်ခင်အထိစစ်သားစုဆောင်ခြင်းမရှိပါဘူး။နီးစပ်ရာ family တွေလောက်သာ ကကထုတ်တက်ဖွဲ့ဝယ်ဖြစ်ဝင်ခွင့်ရတာဖြစ်ပါတယ်။2009ခုနှစ်ခန်းကစပြီးစက်ရုံစစ်တွေတိုးချဲ့ဆောက်လုပ်လာတာကြောင့်တပ်သားစစ်တွေအများအပြားအုပ်စုလိုက်ဝင်ရောက်လာပြီးပျက်စီးသွားတာပဲဖြစ်ပါတယ်။လုပ်ငန်းသဘောတဘာဝအရအင်ဂျင်နီယာလုပ်ငန်းတွေကိုလုပ်ကင်ရတဲ့ပညာရေးနာမည်ခံတပ်ဖွဲ့ကြီးကိုလေးလမ်းမအောင်တဲ့သူတွေစတင်ဝင်ရောက်ပြီးတော့လာတာဖြစ်ပါတယ်။အဲဒီကာလကလေးကကာဝယ်ရေးပစ္စည်းစက်ရုံတာဝန်ထမ်းဆောင်ရတဲ့တပ်ဖွဲ့ဝင်တွေဟာစက်ရုံတစ်ခုမှတစ်ခုတို့ပြောင်းရွှေ့ရခဲ့ပြီး တယုံငယုံထဲမှာလည်းဘဝကိုအဆုံးသတ်အနားယူရလေရှိပါတယ်။ဘာလို့လဲဆိုတော့စက်ယုံတွေကမတူညီတဲ့အချက်လက်တွေကိုအောက်ခြေတက်ဖွဲ့ဝင်တွေကိုခခနာနာမသိစေချင်လို့ပဲဖြစ်ပါတယ်။ငွေဥတော်လိုင်းရင်မှာဖြေရှားကြော်ကြပြီးအဆက်အသွယ်ရုပ်တရက်ပြတ်တောက်သွားပဲသွားတဲ့မိသားစုနဲ့ပါအဆက်အသွယ်မရတော့တဲ့စီရီယံဘုံမှုဟိမ့်တော်ဦးနဲ့သူ့ရဲ့ညီရင်းစီရီယံဘိုးကြီးဖုံးကြီးတို့ဟာမလွန်အခြေဆိုင် အမှတ်နဲ့ကာဝေးပစ္စည်းစက်ရုံမှာမွေးဖွားခဲ့သူတွေဖြစ်ပြီးကပ္ပစာထဲမှာအနည်းဆုံး16နှစ်ခန့်နေခဲ့သူတွေဆိုတော့ဒီစက်ရုံအကြောင်းအထိုက်အလျောက်သိမှာဖြစ်ပါတယ်ဆက်ရရင်ကာဝေးပစ္စည်းစက်ရုံတွေထုတ်လို့ရက်ဆိုင်ထားရတော့တယုံချင်းစီကိုလေးလိုက်တဲ့အခါလေးလာလိုက်တဲ့အခါမှာတိုက်ပွဲပြင်းထန်နေတဲ့ဗရန်တန်နယ်တွေကအမှတ်16ကာဝေးပစ္စည်းစက်ရုံဆိုရင်2023ခုနှစ်ကတည်းကစက်ရုံရဲ့ main production အဓိကထုတ်လုပ်မှု ရန်နာထားရတာဖြစ်ပါတယ်အခြားဆက်ယုံတွေအတွက်စမင်းဖိနစ်ဒစိတစ်ပိုင်းပြအောင်ကူထုတ်ပေးနေရတာဖြစ်ပါတယ်အဆိုပါဆက်ယုံရဲ့ SAM 16 anti aircraft missile နဲ့ longitude တွေထုတ်လုပ်တာဖြစ်ပါတယ်မြောက်ကိုရီးယားဤပညာနဲ့ဖက်ဆက်ထုတ်လုပ်တာဖြစ်ပြီး SKD အလက်900 CKD အလက်900နဲ့ IKD အလက်900ဆိုပြီးစုစုပေါင်းအလက်1500ထုတ်လုပ်ထားနိုင်ပြီဖြစ်ပါတယ် SKD, CKD, IKD ရဲ့အရှိန်အောက်တွေကိုတော့မေ့နေပြီဖြစ်ပါတယ်။ခြေဘူးရသဘောနဲ့အားလုံးနားလည်အောင်ပြောရမယ်ဆိုရင် SKD ဆိုတာမြောက်ကိုရီးယားထုတ် components အစိတ်ပိုင်းတွေကိုအဲ့ဒီစက်ရုံမှာ installation လုပ်လိုက်တာဖြစ်ပါတယ်။ CKD ဆိုတာကတော့ပြည်တွင်းစက်ရုံတို့အစိတ်ပိုင်းတချို့နဲ့မြောက်ကိုရီးယားနိုင်ငံကထုတ်လုပ်တဲ့အစိတ်ပိုင်းတွေကိုပေါင်းစပ်ကပ်စင်ထုတ်လုပ်တာဖြစ်ပါတယ်။ အကြံဉာဏ်မြင်လာအောင်ပြောရမယ်ဆိုရင်ချမ်းစတာဂျစ်တို့ရေနံကြောင်းစမှုစုံဂျစ်တို့ထုတ်လုပ်ခဲ့တယ်လို့ဖြစ်ပါတယ်။ IGD ဆိုတာကတော့အဲ့ဒီစက်ရုံကနေပဲအစာအဆုံးထုတ်လုပ်တဲ့ပြည်တွင်းထုတ်စစ်စစ်တွေဖြစ်ပါတယ်။ထုတ်လုပ်ပြီးလက်နက်1500ကို ရေထက်နဲ့လေကြောင်းရံကာကွယ်တပ်ဖွဲ့တွေကစတ်ဆင်ပေးထားပြီးဖြစ်ပါတယ်။အဲ့ဒီစက်ရုံမှာနောက်ထပ်ဂျီမန်းချက် ထုတ်လုပ်ရေးစီမံကိန်းတစ်ခုရှိနေပြီမဲ့ မြောက်ကိုရီးယားပညာရှင်တွေရောက်မလာခဲ့လို့စက်ရုံတွေစောက်ပြီးတန်လန်ကြီးဖြစ်နေပါတယ်2022ခုနှစ်မှာမြောက်ကိုရီးယားတွေလာမယ်ဆိုတဲ့သတင်းထွက်လာပြီးယနေ့ထိရောက်မလာခြင်းပဲဖြစ်ပါတယ်စက်ရုံနီးပညာနဲ့ဆက်လုပ်မယ်ဆိုရင်လည်းအစာအုပ်တွေကအစအစ်စ်ကပြန်ဆအာမှာမို့လို့ရပ်တန့်သွားခြင်းဖြစ်ပါတယ်ကြီးမားထားတဲ့ new project ကတော့ air to air missile laser beam guided anti tank missile တို့ပဲဖြစ်ပါတယ် ချမ်းမုံအတွက်အခြေခံကုန်ကျလို့ပြောရမယ် propellant founder ကိုတစ်နှစ်လည်တန်းစဉ်60ကနေ120အထိထုတ်လုပ်နိုင်မဲ့စီမံကိန်းကိုလည်းရေးဆွဲထားပြီးအခြေခံအစားအဝတွေပါစောက်လုပ်ထားပြီးဖြစ်ပါတယ် nitrocellulose ထုတ်လုပ်နိုင်မှုအတွက်စက်ရုံတွေကိုလည်းစောက်လုပ်ပြီးတဲ့အပြင်စက်ပစ္စည်းတွေလည်းရောက်ရှိနေတာဖြစ်ပြီးမြောက်ကိုရီးယားတွေမလာတဲ့အတွက်ရပ်ဆိုင်းလိုက်ရတာဖြစ်ပါတယ်ယခုအခါမှာတော့ အမတ်ဆလီကာဝေးပစ္စည်းဆက်ယုံဟာလည်းထုတ်လုပ်ရေးရဆိုင်သွားရတဲ့ဆက်ယုံတွေထဲမှာတစ်ခုအပါအဝင်ဖြစ်လာပြီးလက်ရည်ကန်ခံစေအတွက်ထုတ်လုပ်ရေးစစ်တီတွေကိုတိုက်ခိုက်ရေးအင်အားစုဖြစ်အားဖြည့်ထားရပြီးဂျမန်နေ့တိုက်ပွဲမှာတက်ကြနှစ်ယောက်မရှိကြိုက်သွားခဲ့ရပါတယ်စစ်ရေးခြေအနေနဲ့ပြောရမယ်ဆိုရင်လက်ရည်ကန်ဘက်မှာဒီနေ့မနေ့ထိပ်တွေ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးပဲဖြစ်ပါတယ်ကပ္ပစာဆက်ယုံတွေကိစ္စနဲ့ပြန်ဆက်ရရင်တချို့ကပြောကြပါလိမ့်မယ် မလင်လာခမစားဆက်ယုံတွေပဲမရောက်ပါဘူးဆိုပြီးလဲတွေးစားကြပါလိမ့်မယ်ဒီပဲပေါက်ကရပြောနေကြပြီဆိုပြီးတော့လဲတွေးနေကြပါလိမ့်မယ်ခိုးရခင်ကလေးကကျွန်တော်ပြောခဲ့ပါတယ်ကမစားစစ်သားတွေကဂျိုသားတွေဖြစ်ပါတယ်လို့ဘာလို့လဲဆိုတော့တရားစစ်မီးပြက်ပြီးဆိုရင်ထေကနေထပြီးကတောင်ကတဲ့သူတွေဖြစ်ပါတယ်ဒီလိုဆိုရင်ကာဝေးပစ္စည်းဆက်ယုံတွေဘာကြောင့်ရဆိုင်သွားရတယ်လဲနံပါတ်1ငလင်တန်ကြောင့်အထိကအပျက်စီးတွေလည်းရှိပါတယ် တဘာဝဘေးဒဏ်ဖြစ်ပြီးဆိုရင်စစ်တပ်ကအစာအုပ်တွေကထိတ်ဆုံးကပြုတ်ရတယ်။တင့်ချိုးဝမ်းဆောင်အချိုးစားလို့ကျွန်တော်ကတော့နာမည်ပေးထားပါတယ်။ဒီလမြေတဲကိုအနီနာချောင်းထဲကနေအလကားရတဲ့တဲတွေရေတွေကြောက်ခဲတွေနဲ့ရောစပြီးစောက်တာဆိုတော့အလိုလိုနေနေရန်ကြီးအချက်လိုက်ကွာတာတို့ညနေချက်ကြီးအိမ်ပြောင်တက်လိုက်လို့ပြုတ်ကျသွားတယ်လို့ဖြစ်နေကြဖြစ်ပါတယ်။ကောင်းပါပြီဆိုတဲ့အစာအုပ်ဟာနေရန်ကိုဖုံးပြောရင် စိတ်ကစားတတ်တဲ့ကောင်မလေးတယောက်လက်သည်နဲ့ချီရင်တောင်ဖုံးပေတထောင်ဘူးလောက်ကုန်ရင်ဟောင်းလောင်းပေါက်ဖြစ်ပါတယ်။ကြုံရင်ချစ်ကြည့်ပါ။သဲလေးတွေကိုချစ်နေရတဲ့လူမျိုးလေးခံစားရပါလိမ့်မယ်။တကယ်လို့မပြိုခဲ့ရင်လည်းပြိုအောင်ဖြိုပြီးဓာတ်ပုံရိုက်ပါသေးတယ်။နောက်တစ်ချက်ကရေဖြစ်ပါတယ်။အသုံးပြုရန်ရေအခက်အခဲများစွာဖြစ်ပေါ်နေပါတယ်။ကာဝေးပစ္စည်းဆက်ယုံတွေအကြောင်းနားလည်တဲ့သူတွေသိပါတယ်။ ။တံမလီကိုတံမလီချင်းတိုက်စားပုံဖော်ထုတ်လုပ်ကြတာဖြစ်တဲ့အတွက်ရေကိုတုံးဆွဲရပါတယ်။ကိုတိုင်မောင်းနေခဲ့ဘူးတဲ့။၎င်းအမျိုးအစား CNC Computer Numerical Control Milling Machine ဆိုရင်ရေရောစီအရက်ဖက်အခေါ်ဖြစ်တဲ့ချောစီနဲ့ခြေအချိုးအစားတစ်မျိုးနဲ့ရောစထားတဲ့နွားနို့ရောင်အစင်းရှိတဲ့စီတမျိုးအချိန်ပြည့်ပိုက်နဲ့ထိုးထားပေးရတာဖြစ်ပါတယ်ဆက်ရုံအများစုမှာအရန်ရေဟာလဲတစ်ရက်နှစ်ရက်အတွင်းမှာ ပြတ်တောက်တော့မှာဖြစ်ပါတယ်။အရန်မိဆက်တွေရှိနေတဲ့ဆိုပေမဲ့ထုတ်လုပ်ရေးအပြေအဝလုံနိုင်စွာရှိမနေဘူးဖြစ်ပါတယ်။ကစုံးမအခြေဆိုင်အမှတ်27ကာဝေးပစ္စည်းဆက်ယုံဆိုပါလေတရက်ကိုလေရင်ဘုံစီအလုံး40မဖြစ်မနေထုတ်လုပ်ပေးနေရတဲ့ဝစ်စင်းရဲကနေကင်းလွတ်သွားပြီဖြစ်ပါတယ်။ညောင်ခြေရောက်ခြေဆိုင်အမှတ်6ကာဝေးပစ္စည်းဆက်ယုံဟာလည်းထုတ်လုပ်မှုရပ်ဆိုင်းလိုက်ရပြီဖြစ်ပါတယ်။ကြံရှိနေတဲ့စက်ရုံတွေအကြောင်းသိစိတ်ကိုတော့စုံစမ်းသိရှိရတဲ့အချက်အလက်တွေစုဆောင်းတိစောက်ပြီးတဲ့အခါမှာတင်ပြပေးသွားပါအောင်မယ်။ ဓာတ်ပုံမှန်တမ်းရရှိဖို့တော့အင်မတန်ခက်ခဲပါတယ်အစပိုင်းကပြောခဲ့သလိုတိုင်းမှုတောင်ရိုက်ကူးရေးအဖွဲ့ထားခဲ့ပြီးမှဝင်ရတဲ့ထိတ်တန့်လျော့ရဲ့နေရာတွေဖြစ်ပါတယ်ဖုံးဖိထားတဲ့စေယုံချုပ်ပျက်စီးမှုကမှဓာတ်ပုံရနိုင်ခြင်းရှိပါသေးတယ်စေရင်နေထားတော့စစ်ကောင်စီကအရှိန်မတက်ပါဘူးစစ်တပ်ဟာစီရင်အချိန်မချဘဲတိုက်စစ်ဆင်နေမှာပဲဖြစ်ပါတယ်။မင်းအောင်လှိုင်ဟာအယူပါတယောက်တာဖြစ်ပါတယ် ချွေကြီးလက်ထက်တုန်းကနိုင်ငံတကာဝင်ရောက်ကယ်ဆယ်မှုကိုညှစ်ဆန်ခဲ့ပြီးမင်းအောင်လှိုင်ကတော့ဝင်လာပေးကြပါဆိုပြီးတောင်းဆိုလိုက်ပါတယ်။သူ့ရဲ့စစ်တပ်စိတ်တိုင်းကြစစ်တိုက်လို့ရအောင်ဆိုတဲ့အချက်ပြင်တစ်ချက်ခုတ်၃၄ချက်ပြတ်မဲ့အကောက်ကြံခလောက်ဆန်မဲ့အနေထားမျိုးကိုလည်းမြင်နေရပါတယ်။နေပြည်တော်ဆိုရင်ဗျာစေးပြပွဲမှာအင်အား၈၀၀၀စုထားတဲ့အဖွဲ့တွေရွာတော်တဲခုရေးမှာပဲရှိပါသေးတယ်။အကုန်လုံးများတေကုန်လို့လာတော့မသိဘူး။ခါတိုင်းဆိုရင်တပြက်စီးလေးတွေကိုစီကိုင်းပြီးတော့ ရွှေရှောင်ဓာတ်ပုံတောင်ဖက်ရိုက်မပြနိုင်တော့တာကိုတွေ့ရပါတယ်။ဘရောင်းစင်းမျက်နှာမှာကတော့ထုတ်လို့ရရဆိုင်ထားရတဲ့အမှတ်6ကာကွယ်ရေးပစ္စည်းစက်ရုံကစစ်ကြောင်းတစ်ခုဟာတဲဗျူရှော်ဗျူနဲ့28မိုင်ဘက်ကိုထွက်လာဖို့စူဖွဲ့ပြင်ဆင်နေကြပြီဖြစ်ပါတယ်ခင်ဗျာ။မလင်ဗေးဒန်တဲ့ပြည်သူများအားလုံးနဲ့အတူထပ်တူခံစားရပါတယ်။ကုညီကယ်ဆယ်ရေးအဖွဲ့တွေအများဆုံးရောက်ရှိပါစေ၊ကဲတင်နိုင်ပါစေ၊လွတ်မြောက်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။